လမ်းပေါ်မှာရှိတဲ့ကျွန်တော်ရဲ့ဦးလေးလေးအတော်လေးအကိုကြီးဒီမှာရေးအားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်ခေါ့နော်ဆရာတဲ့အတန်မကြောက်ဘူးလေဟုတ်ကဲ့အခုမှအတန်ထွက်လာတာပါလို့နော်ကဲညကျွန်တော်ညပေးခဲ့တဲ့ကဲပေါက်တို့ရကြပါပါဘောနော်ကျန်နေရက်မှာ၃ည ကဲပေါ့ဗောနော်ပထမညတော့ကျွန်တော်ပြပေးခဲ့တာကကိုတလုံးဒီဘက်စာပေးတဲ့မွေးကနေထွက်သွားတယ်တဲ့ဟုတ်ပါတယ်နော်လက်ရှိုးထဲမှာဒီဘက်စာပေးထားခဲ့တာဗောနော်30ရက်15ရက်နှစ်ကွက်ထဲပါနော်ဆရာကြီးတကယ်တော်မူပါအောင်ရဟာတုံညပတ္တာတဲ့တောင်းမှုရပါလေတဲ့ ဟုတ်ကဲ့ပါနော်မော်လေးတုံညက်ပက်တာတသောင်းဝေးရတယ်ဝမ်းသာပါတယ်နော်အဲအဲ့တော့ like and subscribe မလုပ်ရသေးတယ်ကျွန်တော်ရဲ့ဦးလေးတွေတော်လေးအကိုကြီးတွေအမကြီးတွေဒါတစ်ချက်တော့ like and subscribe လေးလုပ်ခဲ့ကြပါဦးမနော် share တဲ့နေရာလေးတွေမှာလည်းကိုညီကိုမောင်လေးကိုကျွန်တော်ရဲ့ဦးလေးတွေတော်လေးအကိုကြီးတွေအမကြီးတွေကတစ်ချက်တော့ကိုညီပြီးတော့ share ပေးခဲ့ကြပါဦးလို့နော်ခွန်လိုက်တာထိနေတာလေဟုတ်လား ဲ့တော့ဒီညတော့ကျွန်တော်ကေပေါ်မပေးတော့ဘူးပေါ့နော်တပွဲကောင်းစနစ်ကလေးကိုကျွန်တော်တပေးခဲ့မယ်ပေါ့နော်ကြက်နှစ်တန်းရင်အားလုံးပဲလိုက်ထိုးလို့ရအောင်လို့တုံညပတ်တာ9000မိုးရပါတယ်တဲ့ပေါ့တဲ့တူလေးကျေးဇူးပါတဲ့1000မိုးရပါတယ်ဟုတ်ကဲ့ပါနော်အဲ့တော့အခုဒီပွဲမှာဆိုရင်ကျွန်တော်ထုတ်ပေးတဲ့လုံးပိုင်းနေဆိုရင်အကုန်လုံးနှီးပါထွက်သွားတယ်ပေါ့နော် ကျွန်တော်တို့48မှာတော့လိုင်းဘောအကူရီမတွေရောเนาะကျွန်တော်ရဲ့အဖွဲ့ဝင်တွေရော48မှာရလိုက်တယ်ကျွန်တော်တို့အင်္ဂါမကျော်နှစ်ပတ်တိကျွန်တော်လိုင်းဘောမှာလည်းပြပေးခဲ့တယ်เนาะကျွန်တော်ရဲ့အဖွဲ့ဝင်တွေလည်းပတ်တိပတ်တဲ့လူတွေအားလုံးရလိုက်ကြပါတယ်เนาะနောက်တနေ့ကျွန်တော်တို့81မှာကျွန်တော်တစ်ပတ်တိထပ်ပေးပါတယ်ပေါ့เนาะတစ်ပတ်တိထပ်ရကြတယ်ပေါ့အဲ့တော့29မှာလည်းကျွန်တော်9လာပါမယ်လို့ပြောခဲ့ပါတယ်เนาะ ဲ့တော့အဲ့နေကျွန်တော်3ကိုထုတ်ခဲ့ပါတယ်ဗောနော်98နဲ့93ထုတ်တယ်သူက29လို့ထွက်တယ်ဒါပေမဲ့ပတ်သီးကိုကျွန်တော်9ပတ်သီးပေးထားခဲ့ပါတယ်နော်ラインဘောကဦးလေးလေးဒေါ်လေးအကွေကြီးလေးအမကြီးလေးဗောနော်ခုနရဲ့သားသမီးကိုတကွက်နဲ့ကယ်ပေးပါတယ်ဟုတ်ကဲ့ပါကျွန်တော်လည်းအတကွက်နဲ့ပဲခြားခြင်းနေတာဗောနော်အဲ့တော့ညတော့လည်းကျွန်တော်ပြောခဲ့တယ်ဗောနော်ဂျန်နေရက်မှာ3ညကယ်ပေါက်ပတ်သီးဗောနော်အဲ့တော့3ညစောလာပြီဆိုတော့တဲ့နောက်ရက်မှာတော့ကျွန်တော်တို့ တကွက်ကောင်းတယ်ပဲအပိုင်စော်လိုက်တာပေါ့နော်နော်နောက်ရမှာတော့တကွက်ကောင်းတယ်ပဲအပိုင်စော်လိုက်တာပေါ့အဲ့တော့ပတ်သီးလိုက်ပတ်နေတဲ့ဥလေးတွေတော်တွေကိုကြီးတွေမိုင်းစင်ရကြမှာပေါ့နော်လိုင်းပေါ်ကပတ်သီးတွေလည်းအကုန်ထွက်နေတာပါပဲနော်ကျွန်တော်ညပေးတာတွေကလည်းအကုန်ထွက်နေတာပါပဲအဲ့ဒါဆိုကျွန်တော်တို့တဲ့မနဲ့အတော့ကိုကြည့်လိုက်ကြအောင်မနော်ဘေးဆုံးတက်ကြမှာတပွက်ကောင်းလေးကျုံပေးထားခဲ့မယ်ပေါ့နော် ဲ့တော့ဒီ6ရက်ဒီ3ရက်ပေါ့6ရက်3ရက်ကနန်းနှလုံးပေါင်းခြင်းက2ရက်လို့ဖြစ်လို့2ရက်နှစ်ခတ်၄တလုံးတည်တဲ့နောက်တစ်ပွဲတောက်ကြနေမှာ လုံးဝဆိုတော့ကျွန်တော်တို့ဘာထွက်လဲ94လို့ထွက်ပါတယ်တဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီဒီ6ရက်ဒီ6ရက်ကနန်းနှလုံးပေါင်းခြင်းက8ရက်လို့ဖြစ်လို့8ရက်နှစ်ခတ်၁တလုံးတည်နောက်တစ်ပွဲတောက်ကြနေမှာလုံးဝဆိုတော့ကျွန်တော်တို့ဘာထွက်ကလေး60နဲ့1လို့ထွက်ပါတယ် ဒါဆိုရင်ကျွန်တော်တို့ကဒီတုံညရဲ့ဒီခွန်ရယ်ပေါ့နော်တုံညရဲ့ခွန်ရယ်ကနန်းနှလုံးပေါင်းခြင်းကခွန်ရယ်လို့ဒီလိုခွန်ရယ်နှစ်ခတ်တုံညတစ်လုံးဒီနောက်တော့ဝဲတောက်ကြနေမှလုံးမယ်ဆိုတော့တုံညဘူးလို့ထွက်ပါတယ်တဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီတုံးရယ်ဒီတုံညရယ်ပေါ့တုံးရယ်တုံညရယ်ကနန်းနှလုံးပေါင်းခြင်းကတုံးရယ်လို့ဖြစ်လို့တုံးရယ်နှစ်ခတ်ငါးတစ်လုံးဒီတဲ့မနှက်ဖက်ကမှလုံးမယ်ရှိပါတယ်တဲ့ เนาะงาตะลงတိကူတုံညာရပါတယ်တဲ့နေတော့နေတယ်တဲ့ဟုတ်ကဲ့ပါနော်ဝမ်းသာပါတယ်အဲ့တော့ဒါဆိုရင်တဲ့ကျွန်တော်တို့ကဒီလိုလာမယ်တဲ့သူကလည်းเนาะ 9ရက်3ရက်ကနန်းနှလုံးပေါင်းခြင်းက2ရက်လို့ဖြစ်လို့2ရက်နှစ်ခတ်ဟဲ့ဒီ၄တလုံးပိုင်းကိုတဲ့အဲ့ဒီ၄တလုံးပိုင်းကိုသူကဘာနဲ့ပြီလဲဆိုရင်ကျွန်တော်တို့ဒီတစ်ကယ်ဒီ3ညရဲ့ပေါ့တစ်ကယ်3ညရဲ့ကနန်းနှလုံးပေါင်းခြင်းက1ရက်လို့ဖြစ်လို့1ရက်နှစ်ခတ်က8 4တလုံးပိုင်းကို1နဲ့ပြီးရမယ်4 1နဲ့4 8ဆိုတော့နောက်တစ်ဝက်တောက်ကြနေမှာကျွန်တော်တို့1 4လို့ထွက်ပါတယ် ဒါဆိုရင်ကျွန်တော်ဒီကိုရဲ့ဒီကိုရဲ့ကနန်းနှလုံးပေါင်းခြင်းကရှိရဲ့လို့ဖြစ်လို့ရှိရဲ့နှက်ခတ်အဲ့ဒီတစ်တလုံးပိုင်းကိုတဲ့ရှိရဲ့နှက်ခတ်အဲ့ဒီတစ်တလုံးပိုင်းကိုနော်ဒီဒီရှိကဲဒီရှိကဲကနန်းနှလုံးပေါင်းခြင်းက6ရဲ့လို့ဖြစ်လို့6ရဲ့နှက်ခတ်က9တစ်တလုံးပိုင်းကို6 9နဲ့ပြီးရမယ်တဲ့16နဲ့19တဲ့ကျွန်တော်တို့ဘာထွက်ခဲ့လဲနောက်တစ်ပွဲတောက်ကြနေညက်နေမှာ60နဲ့တက်လို့ထွက်ခဲ့ပါတယ် ဒါဆိုရင်ဒီတုံညရဲ့ဒီခွန်ရဲ့ကနေနှလုံးပေါင်းခြင်းကခွန်ရဲ့လို့ဖြစ်လို့ခွန်ရဲ့ခွန်ရဲ့နှက်ခတ်တုံညရဲ့ခွန်ရဲ့ကနေနှလုံးပေါင်းခြင်းကခွန်ရဲ့လို့ဖြစ်လို့ခွန်ရဲ့နှက်ခတ်ဟဲ့ဒီတုံညတစ်လုံးပိုင်ကိုတဲ့။ဘာနဲ့ပြီးရမလဲဆိုရင်ဒီကိုရဲ့ဒီရှစ်ကဲကနေနှလုံးပေါင်းခြင်းကခွန်ရဲ့လို့ဖြစ်မှာ။ခွန်ရဲ့နှက်ခတ်ကတုံည။တုံညတစ်လုံးပိုင်ကိုခွန်တုံညနဲ့ပြီးရမယ်။တုံညခွန်နဲ့တုံညဘူးတဲ့နှစ်ကွက်ထဲနော်။ဘယ်လိုသွားနေလဲဆိုရင်သူကညက်နေတစည်းတဲကိုသွားနေတယ်ဒီစနစ်က။ သုံးညဘူးလို့ထွက်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီ3ရက်ဒီ3ရက်3ရက်3ရက်ကနန်းနှလုံးပေါင်းခြင်းက3ရက်လို့ထင်လို့3ရက်နှစ်ခါဟဲ့ဒီနော်ဟဲ့ဒီ5တလုံးပိုင်းကိုတဲ့ဒီပွဲမှာပေါ့နော်ဒီမနက်ဖက်က5တလုံးပိုင်းကို तू ကဘာနဲ့ပြီးရမလဲဆိုရင်ဒီ5ရက်ဒီ3ရက်ကနန်းနှလုံးပေါင်းခြင်းက8ရက်လို့ထင်လို့8ရက်နှစ်ခါက1 5တလုံးပိုင်းကို8တက်နဲ့ပြီးရမယ်တဲ့ ငါးရှစ်နဲ့ငါးတည်းတဲ့နော်နှစ်ကွက်ထဲပါဒါဆိုရင်နောက်တစ်ချက်ပေါ့နော်နောက်တစ်ချက်ကသူကဘလို့လာလဲဆိုတော့ဒီလိုလာတယ်တဲ့သူစနစ်ကလည်းဒီဒီငါးရဲ့ဒီတုံညရဲ့ပေါ့ငါးရဲ့တုံညရဲ့ကနဲနှလုံးပေါင်းခြင်းကငါးရဲ့လို့ဖြစ်လို့အဲ့ဒီငါးတလုံးဒီနောက်တစ်ပွဲတောက်ကြနေမှလုံးမှန်ဆိုတော့94လို့ထွက်ပါလေတဲ့ ဒီတစ်ကဲဒီတစ်ကဲကနန်းနှလုံးပေါင်းချင်းက2ရဲ့လို့ထင်လို့အဲ့ဒီ2တလုံးကြီးနောက်တစ်ပွဲတောက်ကြနေမှာလုံးပိုင်ဆိုတော့ကျွန်တော်တို့82လို့ထွက်ပါတယ်ဒီ4ရဲ့ဒီ6ရဲ့4ရဲ့6ရဲ့ကနန်းနှလုံးပေါင်းချင်းက3ညရဲ့လို့ထင်လို့အဲ့ဒီ3ညတလုံးကြီးနောက်တစ်ပွဲတောက်ကြနေမှာလုံးပိုင်ဆိုတော့3ညဘူးလို့ထွက်ပါတယ်ဒါဆိုရင်မနက်ဖငါမှာလည်းဒီ3ညရဲ့1ရဲ့ကနန်းနှလုံးပေါင်းချင်းက1ရဲ့လို့ထင်လို့အဲ့ဒီ1တလုံးကြီးလည်းမနက်ဖငါမှာလုံးပိုင်ထက်ရှိတယ် နော်အဲ့တော့အတတလုံးပိုင်းကိုတဲ့ကျွန်တော်တို့ကဘာနဲ့ပြီးရမလဲဆိုရင်သူကဒီလိုပြီးတယ်တဲ့နော်ဒီ9ရဲ့ဒီ3ရဲ့ကနဲနှလုံးပေါင်းခြင်းကဟာဒီမှာ9ရဲ့လို့ဖြစ်လို့အဲ့ဒီ9တလုံးပိုင်းကိုပေါ့နော်အဲ့ဒီ9တလုံးပိုင်းကိုသူကဘာနဲ့ပြီးလဲဆိုရင်တဲ့ဒီ1ရဲ့ဒီ6ရဲ့ဒီ3ရဲ့ပေါ့ တည့်ရဲ့ရှည့်ရဲ့တုံညရဲ့ကနန်းနှလုံးပေါင်းခြင်းက9ရဲ့လူဖြစ်လို့ကနန်းသုံးလုံးပေါင်းခြင်းမှာတော့တည့်ရှည့်တုံညတည့်ရှည့်တုံညကနန်းသုံးလုံးပေါင်းခြင်းက9ရဲ့လူဖြစ်လို့9ရဲ့ပါဝါက၄ငါတလုံးပိုင်းကို9လေးနဲ့ပြီးရမယ်တဲ့9လေးနဲ့9 9တဲ့ကျွန်တော်တို့ဘာထွက်ခဲ့လဲတော့ဝဲတောက်ကြလိမ့်မယ်94ဆိုတဲ့ကနန်းလေးထွက်ခဲ့ပါလေဒါဆိုရင်ဒီတက်ကဒီတက်ကကနန်းနှလုံးပေါင်းခြင်းကဟာဒီမှာ2ရဲ့လူဖြစ်လို့ပေါ့နော်2ရဲ့လူဖြစ်လို့အဲ့ဒီ2တလုံးပိုင်းကိုတဲ့ तू ကဘာနဲ့ပြီးလဲဆိုရင် ဒီ9ရဲ့ဒီ3ညရဲ့ဒီ6ကေ9 3ညရှိကဏ္ဍ3လုံးပေါင်းခြင်းကခွန်ရယ်လို့ဖြစ်လို့ခွန်ရယ်ပါဝါက2 2တလုံးပိုင်းကိုခွန်နှစ်နဲ့ပြီးရမယ်တဲ့2ခွန်နဲ့2ပူးတဲ့နှစ်กว่าထဲပါเนาะကျွန်တော်တို့90နဲ့2လို့ထွက်ပါတယ်ဒါဆိုရင်ဒီ၄ရယ်ဒီ6ကေကဏ္ဍနှလုံးပေါင်းခြင်းက3ညရယ်လို့ဖြစ်လို့ဟဲ့ဒီ3ညတလုံးပိုင်းကိုတဲ့ အဲ့ဒီ၃ညတစ်လုံးပိုင်းသူကဘာနဲ့ပြီလဲဆိုရင်ဒီ9ရဲ့ဒီခွန်ရဲ့ဒီ၈ကဲပေါ့9ရဲ့ခွန်ရဲ့၈ကဲကနန်း၃လုံးပေါင်းခြင်းပေါ့ကနန်း၃လုံးပေါင်းခြင်းက၃ညရဲ့လို့ဖြစ်လို့၃ညရဲ့ပါဝါက9နော်၃ညတစ်လုံးပိုင်းကို၃ည၅နဲ့ပြီးရမယ်တဲ့၃ညဘူးနဲ့၃ည၅ဆိုတော့အဲ့ဒီမှာ၃ညဘူးလို့ထွက်ပါလေဒါဆိုရင်မနက်ဖန်ကမှာတော့တဲ့တစ်လုံးပိုင်းကိုသူကဘာနဲ့ပြီးရမလဲဆိုရင် ဒီကနေ့နှလုံးပေါင်းခြင်းကတစ်ထည့်လို့အဲ့ဒီတစ်တလုံးပိုင်းကိုတဲ့သူကဒီ6ရဲ့ဒီ4ရဲ့ဒီ3ရဲ့6 4 3ကနေ့သုံးလုံးပေါင်းခြင်းက3ရဲ့လို့ဖြစ်လို့3ရဲ့ပါဝါက10တစ်တလုံးပိုင်းကို3ရှစ်နဲ့ပြီးရမယ်တဲ့13နဲ့10ရှစ်တဲ့နော်ဒါဆိုရင်လည်းကျွန်တော်တို့တကွက်ကောင်းကို7နှစ်တန်းကြည့်မယ်ပေါ့နော် တကွက်ကောင်းကိုစနစ်ပြန်ကြည့်မယ်ဆိုရင် तू ကဒီလိုလာမယ်တဲ့နေ့တိုင်းနှစ်ကွက်မှုကိုထုတ်ပြီးမှနောက်ပြီးမှတကွက်ထက်ပြန်ကြည့်မယ်နော်ဝမ်းကြီးနေကီးလေးတွေနဲ့စနစ်ကလေးတွေอ่ะအဲ့တော့ D 3ရယ် D 1ကယ်3ရယ်1ကယ်ကဏ္ဍနှလုံးပေါင်းခြင်းက4ရယ်လို့ထည့်လို့အဲ့ဒီ4တလုံးစီတဲ့နောက်နေမနက်ကလုံးပိုင်းနဲ့40နဲ့1လို့ထွက်တယ်နော်ဒါဆိုရင်ကျွန်တော်တို့က D 4ရယ် D 3ညရယ်နော် D 4ရယ် D 3ညရယ်ကဏ္ဍနှလုံးပေါင်းခြင်းက4ရယ်လို့ထည့်လို့အဲ့ဒီ4တလုံးစီနောက်တစ်နေ့မနက်ပိုင်းမှာလုံးပိုင်းဆိုတော့40နဲ့8လို့ထွက်တယ်နော်ဒီနှစ်ကယ် ဒီ3ရက်နှစ်ကဲ3ရက်ကနန်းနှလုံးပေါင်းခြင်းက9ရက်လို့ဖြစ်လို့အဲ့ဒီ9တလုံးကြီးနောက်တနေ့မနေ့ပိုင်းမှာလုံးမိုက်ဆိုတော့25လို့ထွက်တယ်လေဒါဆိုရင်ကျွန်တော်တို့ကဒီ4ရက်ဒီ6ရက်4ရက်6ရက်ကနန်းနှလုံးပေါင်းခြင်းက2ရက်လို့ဖြစ်လို့အဲ့ဒီ2တလုံးကြီးမနေ့ပိုင်းမှာလုံးမိုက်ဆိုတော့26လို့ထွက်တယ်လေဒါဆိုရင် ဒီ၄ရဲ့ဒီ၈ရဲ့เนาะ၄ရဲ့၈ရဲ့ကနနှလုံးပေါင်းခြင်းက2ရဲ့လို့ထည့်လို့အဲ့ဒီ2တလုံးဒီနောက်တနေ့မနက်စင်းမှာလုံးပိုင်ဆိုတော့32လို့ထွက်တယ်မနက်ဖက်ကမှာဒီ2ကဒီ1ကကနနှလုံးပေါင်းခြင်းက3ရဲ့လို့ထည့်လို့အဲ့ဒီ3တလုံးဒီလုံးပိုင်3တလုံးပိုင်မနက်ပိုင်းမှာတည်တဲ့เนาะ သုံးတလုံးပိုင်းနဲ့အဲ့ဒါကိုသူကဘလိုလာပြီးလဲဆိုတော့ဒီလိုလာပြီးတယ်တဲ့နော်ဒီခွန်ရဲ့ဒီတက်ကဲဒီတုံညရဲ့ကနန်းသုံးလုံးပေါင်းခြင်းကရှိရလို့ဖြစ်လို့ရှစ်တက်ကအချင်းနဲ့ကျွန်တော်တို့41လို့ထွက်တယ်နော်ဒါဆိုရင်ဒီတက်ကဲဒီတုံညရဲ့ဒီတုံညရဲ့ကနန်းသုံးလုံးပေါင်းခြင်းကတည့်ရလို့ဖြစ်လို့တည့်ရနှက်ခက်က8တက်ရှစ်ကအချင်းနဲ့48လို့ထွက်တယ် ဒါဆိုရင်ဒီ3ညရဲ့ဒီ3ရဲ့ဒီ1ကကနက်3လုံးပေါင်းခြင်းက4ရဲ့လို့ဖြစ်လို့4ရဲ့နှစ်ခက်က2 4နှစ်ဒီအချင်းဆိုတော့25လို့ထွက်တယ်ဒါဆိုရင်ကျွန်တော်ဒီ3ရဲ့ဒီ1ကဒီ1က3ရဲ့1ကဒီ1ကကနက်3လုံးပေါင်းခြင်းက2ရဲ့လို့ဖြစ်လို့2ရဲ့နှစ်ခက်က4 2 4ဒီအချင်းနဲ့29လို့ထွက်တယ်ဒါဆိုရင်ねကျွန်တော်တို့ကဒီ1ကဒီ1ကဒီ9ရဲ့ကနက်3လုံးပေါင်းခြင်းမို့ ကနေသုံးလုံးပေါင်းချင်းက9ရေလို့ထည့်လို့9ရေနှက်ခက်က3 9 3ဒီအချင်းနဲ့32လို့မနက်ကထွက်သွားတယ်ကြာတာဝရင်းနေမနက်မှာထွက်သွားလို့မနက်ဖက်ကတောက်ကြနေမှာဒီ6ရေဒီ7ရေဒီ3ရေကနေသုံးလုံးပေါင်းချင်းက9ရေလို့ထည့်လို့9ရေနှက်ခက်က6 9 6 3တလုံးပိုင်းကို9 6နဲ့ပြီးရမယ်3 9နဲ့3 6တယ်เนาะအဲ့ဒါကို तू ကတကွက်ကောင်းကဒီလိုထက်ရှိနေတယ်เนาะ တကွက်ကောင်းကရှိသေးတယ်နော်အဲ့တော့လာမဲ့ပွဲကိုအဖွဲ့ဝင်တင်ဝင်ကျင်တဲ့ဦးလေးလေးတော်လေးအကွေကြီးညီမကြီးနော်ဝင်လို့ရပါပြီလို့နော်နော်မနက်ဖာပါလာမဲ့ပွဲတော့ကိုနော်ဒီဒီနေ့တောက်ကြနေ့နေစပြီးတော့ဝင်လို့ရှိရင်ကျွန်တော်တို့ကျွန်တော်ဒီညထုံးမဲ့ကဏ္ဍနေမှာလည်းရမယ်ပေါ့နော်တကွက်ကောင်းစနစ်တွေကိုရမယ်လာမဲ့ပွဲတော့လည်းအပြီးပေါ့နော်အဲ့ဒါမှာ တက်တောင်းချက်ပဲရှိပါတယ်လို့နော်ကြိုက်နှစ်သက်တဲ့ဦးလေးတွေအတော်တွေအကွေးတွေမကြီးဝင်လို့ရပါပြီလို့နော်ဒါဆိုရင်ねကျွန်တော်တို့တကွက်ကောင်းကိုဘယ်လိုလာလဲဆိုရင်တကွက်ကောင်းကိုညင်ကျင်းပေးခဲ့မယ်နော် light ထဲကနေအလုံးမထွက်သွားနိုင်အောင်ပြီးဆုံးအောင် light show ကိုကြည့်သေးခြင်းနဲ့ share တက်တဲ့ဦးလေးတွေအတော်တွေအကွေးတွေမကြီး share ပေးပါအောင်နော်ပါလေကနမ်းမှန်တော့မလူကြီးရဲ့တဲကြနေပါဟမ် ျွန်တော်ဒါဆိုရင်နောက်တစ်ခွက်ကြရင်ကျွန်တော်ကနမမှန်အောင်မပြရမှာနော်မမှန်ရင်လူတက်တယ်ပေါ့အဲဒါဆိုရင် तू ကဘယ်လိုထက်ရှိလဲဆိုတော့ဟောတဲ့ဒီစနစ်နဲ့ပြန်ချုပ်ရလိမ့်မယ်တဲ့ဒီမှာကလာနေတာကနေကုန်မှာဝန်ချင်းတစ်ချင်းထက်ပြပေးဦးမယ်ဒီ၆ကဒီ၄ရဲ့ကနန်းနှလုံးပေါင်းခြင်းက၃ညရဲ့လို့တစ်ချက်လို့၃ညရဲ့ပါဝါ၅၃ည၅ဒီနေကုန်မှာအချင်းဆိုတော့၄၅လို့ထွက်တယ်ဒီ ဒီငားရဲ့ဒီခွန်းရဲ့ကနန်းနှလုံးပေါင်းခြင်းကနှစ်ရဲ့လို့ဖြစ်လို့နှစ်ရဲ့ပါဝါခွန်းနှစ်ခွန်းဒီနေကုန်မှာအချင်းဆိုတော့ကျွန်တော်တို့25လို့ထွက်တယ်။ဒီငားရဲ့ဒီတက်ကကနန်းနှလုံးပေါင်းခြင်းက6ရဲ့လို့ဖြစ်လို့6ရဲ့ပါဝါက1 6တက်ဒီနေကုန်မှာအချင်းဆိုတော့41လို့ထွက်တယ်။ဒါနေကုန်ဝန်းချင်းနော်။တက်ရဲ့၃ကြရဲ့ကနန်းနှလုံးပေါင်းခြင်းက1ရဲ့လို့ဖြစ်လို့တက်ရဲ့ပါဝါ6တက်6ဒီနေကုန်မှာအချင်းဆိုတော့31လို့ထွက်တယ်။ ီ၈ရဲ့ဒီ၈ရဲ့၃ရဲ့ကနန်းနှလုံးပေါင်းခြင်းက၁ရဲ့လို့ဖြစ်လို့၁ရဲ့ပါဝါ၆၁၆ဒီနေကုန်မှာအချင်းဆိုလို့၈၀နဲ့၁လို့ထွက်တယ်၅ရဲ့၈ကကနန်းနှလုံးပေါင်းခြင်းက၃ရဲ့လို့ဖြစ်လို့၃ရဲ့ပါဝါက၈၃၈ဒီနေကုန်မှာအချင်းဆိုတော့၈၀နဲ့၉လို့ထွက်တယ်၉ရဲ့၈ကကနန်းနှလုံးပေါင်းခြင်းက၇ရဲ့လို့ဖြစ်လို့၇ရဲ့ပါဝါက၂၇ဒီနေကုန်မှာအချင်းဆိုလို့မနက်က၃၂လို့ထွက်တယ်ဒါဆိုရင်ဒီ၂ကဒီ၁ကနှလုံးပေါင်းခြင်းက၃ ပြဲလို့တချစ်လို့နော်3ရဲ့ပါဝါက8 3 8ဒီရလဲနေကုန်မှာ အချေးထက်ရှိသေးတယ်အဲ့ဒါကိုသူကနေကုန်မှာ38ကအချေးနဲ့နော်ဒီမှာကမနက်ပိုင်းမှာ3တလုံးကတီးတန့်ပိုင်းดาวู तू อ่ะดีมันะปိုင်းลาได้วันจีนเนี่ย96เนี่ยปี้อ่ะเมะเด้ तू ทินเซียดาวู तू อ่ะดีโลตะเฉ็ดแท้ชีเด้ နော်တကွက်ကောင်းလေးစနစ်တည်းရနော်အဲ့တော့ like ကတော့ဒီညတော့တိုးမှာပဲနော်ခန်းကိုအကုန်လုံးကိုကျင့်ပေးထားခဲ့တာပါနော်မနေ့ကဘိတ်ဆုံးနေရောက်နေလို့တကွက်ကောင်းကိုဆွဲထုတ်ပြနေတာနော်ဝမ်းကျင်လေးတွေနဲ့စနစ်ကောင်းကောင်းလေးတွေနော်ဒါဆိုရင်တဲ့ तू ကဒီလိုလာတယ်တဲ့စနစ်ကနောက်တစ်ချက်မိနီလေးနဲ့သွားမယ်ပေါ့နော်တကွက်ကောင်းမွေးကနန်းစနစ်နဲ့သွားကိုက်ညီးနေတဲ့နော်ဩကျင်ရင် အော်ဂနန်ကတကွက်ထဲထွက်မှာတော့ဒီခွန်ရဲ့ဒီတုံညရဲ့ခွန်ရဲ့တုံခွန်ရဲ့တုံညရဲ့ကနန်းနှလုံးပေါင်းကြီးကခွန်ရဲ့လို့ဖြစ်လို့တဲ့ဟဲ့ဒီမှာခွန်ရဲ့လို့ဖြစ်လို့အဲ့ဒီခွန်တလုံးကိုဒီတုံညရဲ့ဒီ9ရဲ့ကနန်းနှလုံးပေါင်းကြီးက9ရဲ့လို့ဖြစ်လို့ဟဲ့ဒီ9တလုံးနဲ့ပြီးရမယ်ဆိုတော့85ဆိုတာတကွက်ကောင်းပါတယ်နောက်ဟဲ့အောက်ပွဲမှာမြေကနန်းကျွန်တော်တို့ 85လို့ထွက်ပါတယ်ဒီမှာတော့ဖောင်းဝဲခံထားလို့ဒီခွန်ရဲ့ဒီနှစ်ကဲကနဲနှလုံးပေါင်းခြင်းကဟာဒီမှာ9ရယ်လို့ဖြစ်လို့တဲ့အဲ့ဒီ9တလုံးဘိုင်းကို သူကဘာနဲ့ပြီးရလဲဆိုရင်တဲ့ဒီ6ရယ်ဒီနှစ်ရယ်ကနဲနှလုံးပေါင်းခြင်းက8ရယ်လို့ဖြစ်လို့ဟာဒီ8တလုံးနဲ့ပြီးရမယ်68ဆိုတာတကွက်ကောင်းပါဆိုတော့ကျွန်တော်တို့ဘာထွက်ခဲ့လဲ 90နဲ့ရှိလို့မွေးကနန်းတကွက်ကောင်းထွက်ခဲ့တယ်ဒါမနက်ဖငါမှာတကွက်ကောင်းကဒါမွေးကနန်းနော်ဒါဆိုရင်နဲ့သူကဒီခွန်ရဲ့ဒီလေးရဲ့ကနန်းနှလုံးပေါင်းခြင်းကဟာရီမှာတိရဲ့လို့ဖြစ်လို့အဲ့ဒီတစ်တလုံးပိုင်းကိုတဲ့နော်ဒီတကယ်ဒီလေးရဲ့ကနန်းနှလုံးပေါင်းခြင်းက9ရယ်လို့ဖြစ်လို့ဟာဒီ9တလုံးနဲ့ပြီးရမယ်ဆိုတော့90တက်ဆိုတာတကွက်ကောင်းပါဆိုတော့ ျွန်တော်တို့နောက်တော့ဝဲမှာမွေးကနန်းဘာတွေထွက်ခဲ့လဲ90လို့ထွက်ခဲ့ပါတယ်ဒီ9ရဲ့ဒီနှစ်ကကနန်းနှလုံးပေါင်းခြင်းကဟာရီမှာခွန်ရယ်လို့ဖြစ်လို့နော်ဒီဘက်ဘေးမှာထွက်ရေးလိုက်မယ်ခွန်ရယ်လို့ဖြစ်လို့အဲ့ဒီခွန်တစ်လုံးပိုင်းကိုတဲ့ဒီတကယ်ဒီနှစ်ကကနန်းနှလုံးပေါင်းခြင်းက3ရယ်လို့ဖြစ်လို့ဟာရီ3တလုံးနဲ့ပြီးရမယ်ဆိုတော့83ဆိုတာတကွယ်ကောင်းပါဆိုတော့ဟာရီမှာ83ထွက်ပါတယ်ဒါမဲ့လက်ဖက်ငါမှာ ဘာကိုမင်းဩတင်ခိုင်းနေတာလဲဆိုကျွန်တော်ဥလီလေးတော်လေးအကိုကြီးမကြီးသိမှာပေါ့နော်ဒါဆိုရင်တဲ့သူကဒီနှစ်ကဲတက်ကဲကနန်းနှလုံးပေါင်းချင်းကဟာဒီမှာ3ရယ်လို့ထင်လို့အဲ့ဒီ3တလုံးပိုင်းကိုဒီ9ရယ်ဒီတည့်ရယ်ကနန်းနှလုံးပေါင်းချင်းက6ရယ်လို့ထင်လို့အဲ့ဒီ63ဒီဟာဒီမှာတကွက်ပဲရှိတော့တယ်မနက်ကို3တလုံးပိုင်းကို96နဲ့ဆိုတော့ကျွန်တော်တို့ကမွေးကနန်းကဗိဆုံးတွေရောက်လာပြီ60နဲ့3တကွက်ကောင်းကလဲ အဲ့တော့6336ကိုမနက်ကိုအာထိုးရမယ်မနက်ပိုင်းမှာ3တလုံးပိုင်းကို96နဲ့ပြီးနေတာနော်3တလုံးပိုင်းကိုတဲ့96နဲ့ပြီးနေတာမွေးကနန်းကလည်းရှိနေတယ်မနက်မှာလည်း3တလုံးပိုင်းကို96နဲ့ပြီးရမယ်ဆိုတော့63ကမွေးကနန်းကတကွက်ကောင်းတယ်ဆိုတော့ဘာလို့တင်ထိုးမလဲအဲ63ကိုပဲတင်ထိုးရမှာပေါ့ကျွန်တော်တို့ဟုတ်တယ်မလား နောက်ပြီးဗရိတ်ဗရိတ်ကတော့ကိုဖန်နဲ့ကိုချိန်ပေါ့နော်ဗရိတ်ကိုကျွန်တော်ကျင်းပြီးတော့ဟာရီယာနေယူလိုက်ရင်နေကုန်မှာဗရိတ်သုံးမျိုးထွက်နေတယ်ဒါပေမဲ့ကျွန်တော်ကညံကျင်းပြီးမှနော်ဒီ၃ရဲ့ခွန်ရဲ့ကနန်းနှလုံးပေါင်းခြင်းက၃ညရဲ့လို့ထည့်လို့၃ညရဲ့ပါဝါ၅၃ညရဲ့နက္ခတ်ခွန်အဲ့၃ည၅ခွန်ဟာနောက်နေ့မှာဗရိတ်နေကုန်မှာမနဲ့စင်လာညက်နေစင်လာအဲ့ဒါကိုကျွန်တော်ကဒီကနေညံကျင်းပြီးမယ်ဗရိတ်က ပြန်ချင်းနှစ်ညိုးလေးအခုနောက်ပိုင်းထွက်နေတာအဲ့ဒါကိုကျွန်တော်နှစ်ညိုးလေးပြန်ယူပေးမယ်ကျွန်တော်ဦးလေးတွေတော်တွေအကိုကြီးတွေမှာကြီးတွေဒီလေးရဒါပေမဲ့ဗရိတ်နဲ့တော့မကိုက်ဘူးဗရိတ်ကနေကုန်ကြီးနော်ဒါဗရိတ်ဗရိတ်ကိုကြာခိုင်းနေကြလို့ကျွန်တော်ကြာပြီးတာ6ရက်4ရက်1ရက်4ရက်1ရက်ကနန်းနှလုံးပေါင်းကြီးက9ရက်လို့ထည့်လို့9ရက်ပါဝါ3ည9 3ညဗရိတ်ဟဲ့မှာ41လို့ထွက်တယ်2ရက်3ညရက်2ရက်3ညရက်ကနန်းနှလုံးပေါင်းကြီးက2ရက်လို့ထည့်လို့2ရက်ပါဝါခွန်2ခွန်ဒီ နေကုန်မှာပြိဋ္ဌိတဲ့48လို့ထွက်တယ်ဒီ၄ရဲ့ဒီ၃ရဲ့ကနန်းနှလုံးပေါင်းကြီးကခွန်ရယ်လို့ထည့်လို့ခွန်ရယ်ပါဝါနှိမ့်ခွန်နှစ်ဒီနေကုန်မှာပြိဋ္ဌိဆိုတော့25လို့ထွက်တယ်ခွန်ပြိဋ္ဌိဒီ၄ရဲ့ဒီ၈ကဲကနန်းနှလုံးပေါင်းကြီးက2ရယ်လို့ထည့်လို့2ရယ်ပါဝါခွန်2ခွန်ဒီနေကုန်မှာပြိဋ္ဌိဆိုတော့ဟဲ့ဒီမှာ89လို့ထွက်တယ်ဒီမှာကျွန်တော်တို့မနက်ကတုန်းကလေဒီနှစ်ရဲ့ဒီရှိရဲ့ကနန်းနှလုံးပေါင်းခြင်းက၃ညရဲ့လို့ထည့်လို့၃ညရဲ့ပါဝါ ၃ည၅ဒီဘရိတ်နဲ့၃၀နဲ့နှစ်လို့ထွက်တယ်၅ဘရိတ်မနက်ကိုဟဲ့ဒီမှာနှစ်ကဲတည့်ရဲ့နှစ်ရဲ့တည့်ရဲ့ကနန်းနှလုံးပေါင်းခြင်းက၃ရဲ့လို့ထင်လို့၃ရဲ့ပါဝါက၈၃၈တီးရဘရိတ်တဲ့အဲ့တော့ကျွန်တော်မွေးကနန်းမနေ့ကတော့၃ညနဲ့ပေးထားတယ်ကျွန်တော်ရဲ့ဦးလေးတွေအတော်လေးအကိုကြီးတွေမာကြီးတွေကနော်၃ညတစ်လုံးနဲ့အဲ့ဒါထိုးထားဗရိတ်ရှိလို့နော် တပတ်လုံးနဲ့၄သိန်းလောက်တော့ညက်နေပြီစီဟာတဲ့အဲ့ဒါဆိုပတ်ချပဲထိုးတော့ဗောမနှက်ဖက်ကဖိတ်ဆုံးနေနော်63လေးတစ်ခွက်ကိုတင်လိုက်အဲ့မွေးကနန်းလေးကိုထည့်ထိုးလိုက်ဗောနော်နည်းနည်းပါးပါးသူက38ပရိတ်ကနေကုန်မှာတစ်ချက်ကြနေတယ်တဲ့ဒီလိုထက်ရှိတယ်တဲ့နော်အဲ့တော့တင်ခွက်ကတော့ကျွန်တော်က63ကိုပေးခဲ့ပြီကျန်းနှင်းတဲ့ဥလေးတွေတော်ကြီးကိုကြီးမကြီးလိုက်ထိုးဗော အဲ့တော့လာမယ့်ဘွဲတော့ကိုအဖွဲ့ဝင်ချင်းကိုကြီးကစဝင်လို့ရပြီနော်မနက်ကိုအကနဲ့ကိုမင်းနောက်ထပ်ကျွန်တော်ရံပေးဦးမှာအဲ့ဒါတွေကတော့ကျွန်တော်အဖွဲ့ဝင်နေရမှာပေါ့နော်ကျွန်တော်တို့ကမနက်ဖက်ကဆိုတော့28ရက်ရှိသွားပြီပေါ့နော်28ရက်မနက်ညပေါ့နော် မနဲ့ညာတဲ့28ရဲ့မနဲ့ညာအဲ့တော့ငါးတလုံးနဲ့ပတ်သက်ရင်9158အဲ့9158စိုက်ကလည်းခေါ်ပင်ရိုက်ပင်ရှိသေးတယ်နော်ကျွန်တော်တို့ကမနဲ့ပိုင်းကိုရင်ကြီးပေးလိုက်မယ်မနဲ့ပိုင်းကတဲ့မနက်ပိုင်းက tua thì lù là này đó nó tông ta lông bài ngô hay đi lù bú cháu này bí mẹ ở đó tông dễ cháu cả mê nó tông dễ cua nó đại gì anh đi bọn nó à thua hay đi tông dễ cháu cả mê hay mà chết chìa khát hàng cái gì nó thật cả လာမှာကတဲ့ဒါကတော့နေကုန်ကနန်းနေပေါ့နော်သူကတစ်တလုံးပိုင်းဆိုရင်တစ်သုံးတစ်ရှစ်ပေါ့နော်အဲ့တော့နောက်တစ်ခုကတဲ့သူက၅တလုံးနဲ့ပတ်သက်ရင်၅ရှစ်၅တစ်ပေါ့နော် အဲ့တော့အာအာတူထိုးရမယ်ကဏ္ဍကဒီ36နဲ့39နော်36ကိုတကွယ်ကောင်းအာတူထိုးရမှာဘာမှလုပ်မလို့တကွယ်ထိတာပိတ်ထိုးလိုက်ပါအလုပ်တိရှုပ်လို့နော်တကွယ်ထိတာပိတ်ထိုးလိုက်ပါအဲ့တော့ကြံရက်ကိုတော့ကျွန်တော်ကေပေါင်းမပြီးတော့ပါဘူးနော်ဒါလေးပဲထိုးလိုက်ပါလို့နော်ကဏ္ဍကိုလည်းကြင့်မိပေးထားခဲ့ရတယ်နင်းဟာမဟုတ်ဘူးဒီကတော့နေကုန်ကဏ္ဍကြီးကြိုင်းနှစ်တန့်ရင်ထိုးမနဲ့ထွက်မလားညှက်ထွက်မလားကျွန်တော်လည်းမသိဘူး ဒီကဏ္ဍကတော့ဒါမနက်ပိုင်းကိုတည်တံသွားနေတဲ့စနစ်နော်အဲ့တော့36ကို60လုံး36အာပြီးတော့ပိတ်ထိုးလို့လိုက်ပေါ့ပရိတ်ပရိတ်ကလေးရေးပေးခဲ့အောင်မယ်နော်ညေကုံပရိတ်ကညေကုံညေကုံကပရိတ်ကသုံးရှိပရိတ်ပေါ့နော် တော့ရှစ်ပရိတ်တဲ့အဲ့တော့ဖုန်းဝင်နေတဲ့ဦးလေးတွေဒေါ်တွေအကိုကြီးတွေမှရကျွန်တော်ရဖုန်းနံပါတ်ကတော့39698132224 KB ဝေပေးဖွင့်ထားတယ် Viber လည်းဒီဖုန်းနံပါတ်ပါနော်သူ့ကိုဖုန်းမက်ဆစ်ကလာမှဟိုင်းနေနော်ဖုန်းမက်ဆစ်က လာဟိုင်းရင်ကျွန်တော်စတင်ရေးလို့မရပါဘူးလို့သူကဖုန်းမက်ဆစ်ပေါက်ကိုပိတ်ခံထားလို့အဲ့တော့ဖုန်းမက်ဆစ်ကလာဟိုင်းရင်ဒီဖုန်းကနေလာဟိုင်းမှာ39 98 980 86ကမက်ဆစ်လေးရပါတယ်နော် အဲ့တော့ဖုန်းဝင်ခြင်းနဲ့ဦးလေးတွေဒေါ်တွေအကိုကြီးတွေအမကြီးတွေဆိုရင်တဲ့ဖုန်းကိုဓာတ်ရိုက်ခေါ်ဆိုတာပိုကောင်းပါတယ်ဗောနော်ဖုန်းမက်ဆစ်ကယူမဲ့ဦးလေးတွေဒေါ်တွေအကိုကြီးတွေအမကြီးတွေဖုန်းဓာတ်ရိုက်ခေါ်ဆိုတာကောင်းပါတယ်ဗိုက်ဘာကယူမဲ့ဦးလေးတွေဒေါ်တွေအကိုကြီးတွေအမကြီးတွေကတော့နော်ဗိုက်ဘာကနေငွေလွှဲဒေတာလေးပို့ထားအောင်လည်းရပါတယ်လို့နော်အားလုံးပဲကျွန်တော်ရဲ့ဦးလေးတွေဒေါ်တွေအကိုကြီးတွေအမကြီးတွေနော်မနက်ဖငါမှာအဲ36ကတော့အကောင်းဆုံးကနေလို့ဖြစ်နေပါတယ်63ကတော့

အားလုံးပဲကျွန်တော်ရဲ့ဦးလေးတွေတို့ဒီအကွေကြီးတွေမှာရေးစိတ်ဤချမ်းသာခြင်းကိုဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေနော်စီးပွားလက်လက်ဘတ်တွေလည်းတိုးပွားကြပါစေလို့ကျွန်တော်လင်းကောင်းကဆုမကောင်းတောင်းရင်းနဲ့ကျွန်တော်ရဲ့ live show ကိုဒီနေရာမှာနေမယ်နားပါပြီ